ထိုင်းနိုင်ငံဘန်ကောက်မြို့တော်မှာအစိုးရစန့်ကျင်ရေးဆန္ဒပြပွဲတွေဖြစ်ပေါ်နေတဲ့အချိန်မြန်မာတွေအပေါ်အဝင်မတင်ကားစရာနိုင်ငံသားသားရှိဦးကိုဖမ်းဆီးခဲ့တယ်လို့ထိုင်းရဲတွေကထုတ်ပြန်ခဲ့ပါတယ်။ဂျွန်လာ28ရက်နေ့တုန်းကဘန်ကောက်ရဲ့အောင်ပွဲအထိမ်းအမှတ်ကြောက်တိုင်နားမှာဆိုဝေပြီးဝန်ကြီးချုပ်ဖေထောင်တန်ရှင်နဝတ်နှုတ်ထွက်ပေးဖို့ဆန္ဒပြနေတဲ့အချိန်မြန်မာခုနှစ်ဦးနဲ့ကမ္ဘောဒီးယားတဦးတို့ကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကဖမ်းဆီးခဲ့တာပါ။အဲ့ဒီရှစ်ဦးဟာဘေဟာဘာရီရန်စစ်လမ်းအတိုင်း ပစ်ကတ်ကဒဇီနဲ့ဘန်ကောက်မြို့လေစီဦးတီမောင်းနေလာချင်းဒါစီစစ်ဆေးပြီးအဖမ်းခံခဲ့ရတာပါသူတို့တွေဟာလက်ဖရာအိုမှာကိုပိုင်ပစ္စည်းတွေတွားရောက်သိမ်းယူဖို့လို့ပြောခဲ့ပေမဲ့ရဲတွေကတော့ဆန်သားပြတဲ့နေရာနဲ့နှီးပြီးလုံခြုံရေးတင်းကျပ်ထားတဲ့နေရာမှာမတင်ကားစရာမရောက်မလဲလုံနေကြတယ်လို့ဆွဆွဲပြီးဖမ်းဆီးထိန်းသိမ်းနေတာဖြစ်ပါတယ်နိုင်ငံသားတွေရဲ့ဖြည့်ရှင်အကြောင်းပြချက်ပေးမှုဟာတန်ရရဖြစ်စရာကောင်းနေပြီလလောဆယ်မှာသူတို့ရဲ့အလုပ်လုပ်ခွင့်ပါမယ်နေထိုင်ခွင့်ပါမယ် ထိုင်းကိုအဝင်အထွက်လှုပ်ထားတဲ့မှတ်တမ်းတွေကိုစစ်ဆေးနေတယ်လို့ပြောပါတယ်ရှင်